ရကောင်းရင်းဝါသနာရှင်တွေအများစုကြုံတွေ့ရတယ်ကျွန်တော်တို့အတန်ဖန်းတဲ့ချိန်အဆိုဖန်းတာအတီးဖန်းတာမီဒီကီဘုံနဲ့ VST instrument တွေကိုတိခတ်တဲ့ချိန်မှာအတန်နောက်ကျတတ်တဲ့ပြဿနာလေးကိုကျွန်တော်တည်တော်ဝေမျှလိုက်ပါတယ်ကျွန်တော်ဒီအတန်နောက်ကျတဲ့ဖြစ်စဉ်ဘာကြောင့်ဖြစ်ရလဲဆိုတာလေးကကျွန်တော်အဆိုအတီးဖန်းတဲ့ချိန်ပေါ့နော်ဥပမာကျွန်တော်တခြင်းဆိုတာလေးနဲ့ပဲဥပမာပေးလိုက်မယ်ကျွန်တော်တခြင်းဆိုတဲ့အခါမှာကျွန်တော်တီဆိုလိုက်တဲ့အတန်ကမိုက်ထဲကိုရောက်ပါတယ် အဲ့ mic ကနေမှတစ်ဆင့်ကျွန်တော် audio interface စောင့်ကတ်ထဲကိုရောက်ပါတယ်ဒီစောင့်ကတ်ကမှတစ်ဆင့်ကျွန်တော် computer ထဲ computer ထဲကအသံဖမ်း software တွေကိုဝင်ပါတယ်အသံဖမ်း software ထဲမှာဝင်ပြီးတော့မှတခါ audio interface စောင့်ကတ်စီကိုပြန်လာပါတယ်ဒီစောင့်ကတ်ကနေမှကျွန်တော်တို့နှစ်ချက်ကျွန်တော် studio monitor ဒါတွေစီကိုအသံပြန်ထုတ်ပေးတာပါเนาะအဲ့တော့အဲ့လိုကြားရတဲ့ process ဒီသွားရတဲ့လမ်းကြောင်းတွေများသလို့ ကျွန်တော်စောင့်ဝင်လာတဲ့အချိန်ကနေပြီးတော့ပြန်ထွက်သွားတဲ့အချိန်အပိုင်းခြားအတွက်အချိန်တစ်ခုလိုပါတယ်အဲ့ဒီအချိန်ကို latency လို့ခေါ်တာပါတချို့ audio device တွေမှာတွေ့ဥပါလိမ့်မယ် sound cut တွေပါတွေပေါ့ကျွန်တော်0 latency ဆိုပြီးတော့ကြော်ညာထားတာလေးတွေ့ပါလိမ့်မယ်အတန်နောက်ကျခြင်းမရှိအောင်အထူးပြုလုပ်ထားတယ်ပေါ့နော်ဘာညာအဲ့လိုမျိုးကြော်ညာကြတာအဲ့ process ကြောင့်အတန်နောက်ကျတဲ့ latency ကိုထိန်းညှိဖို့အတွက်က buffer ကို site ကိုချိန်ညှိပေးရပါတယ်ကျွန်တော်အတန်ဖန် software DAW digital watch station ကနေပြီးတော့ computer ရဲ့ CPU ကိုခိုင်းစေတဲ့ unit တစ်ခုပေါ့ဒီက memory တစ်ခုပဲအဲ buffer size နည်းလို့ရှိရင် CPU ကိုဝင်ပြီးတယ်အလုပ်ကိုမြန်မြန်လုပ်ခိုင်းတယ် buffer size များရင်တော့ CPU ကဝင်ပြီးတာတက်တာတယ်သူဖြည်းဖြည်းအေးအေးဆေးလုပ်တဲ့အတွက် CPU တက်တာတော့လုံးရတယ်ဒါပေမဲ့ဘာဖြစ်တယ်လဲဆိုတော့အတန်နောက်ကျတယ်အဲ့တော့အလွယ်ပြောရရင် buffer size နည်းရင်အတန်နောက်ကျမှု ရော့နေတယ်ပေါ့တပြိုင်တည်းနှီးပါပြန်ကြရတယ်ဘတ်ဖာဆိုက်များရင်အတန်နောက်ကြရတယ်အချိန်တစ်ခုရှိတယ်ပေါ့ကျွန်တော်ဆိုလိုက်တဲ့တန်ကခဏနေမှကျွန်တော်နာပြန်ကြရတယ်အဲအဲ့လိုဖြစ်သွားတာပေါ့နောက်တစ်ခါကျွန်တော်မေဇီနီဘာတွေဆွဲတဲ့ခါမှာကျွန်တော်ပလန်တွေသုံးတာများတဲ့ခါမှာကျွန်တော် CPU အရန်ဝင်ပြီပါတယ်အဲ့ဒီအချိန်မှာအတန်တွေကွဲအပ်တာတွေကလစ်ဖြစ်တာတွေဓာတ်တွေဖြစ်ပါတယ်များစုလဲကြုံမှုကြပါလိမ့်မယ်အဲ့ခါမှာ CPU ရဲ့ ကျွန်တော်အလုံးလုံးနှုံးကို process ကိုနည်းနည်းလေး short ချပေးရပါတယ်အဲ့အတွက်ကို buffer size ကို တင်ပေးရပါတယ်အလွယ်ပြောရရင်တော့အတန်ဖမ်းတဲ့ချိန်မှာ buffer size ကို short နိုင်တဲ့မြတ် short ပေးရပါတယ်ဥပမာ64128256ပေါ့နော်ဒါကျွန်တော် CPU နဲ့ sound card တော့ကျွန်တော်တုံးထားတဲ့ sound card ရဲ့ quality ပုံမူတည်ပြီးတော့ချိန်ညှိပေးရပါတယ်128လောက်ဆိုရင်အတန်နောက်ကျတဲ့နှုံးကအရင်နေပါတယ်တပြိုင်တည်းနှီးပါပြန်ထွက်ပါတယ် ကျွန်တော်မေဇင်ဆွဲတဲ့ချိန်မှာဆိုရင်တော့512တုံးဟော1024လောက်ထားပြရပါတယ်အဲ့တော့မှာအတန်ကွက်အပ်တာတွေကလစ်ဖြစ်တာတွေဓာတ်တွေတက်တာမှာဖြစ်ပါတယ်ကျွန်တော်ဒီ buffer site ကိုဘယ်လိုချိန်မလဲဥပမာကျွန်တော်ကျူဘေ့စ်ကိုဖွင့်လိုက်မယ်ဒီကျူဘေ့စ်မှာ studio ဆိုတဲ့အောက်က audio setup ပေါ့နော်အောက်ဆုံးမှာ audio setup ကိုနှိပ်ပေးလိုက် ဲ့ဒီမှာ audio system ဆိုတာရှိတယ် audio system နှိပ်ပေးလိုက်ဒီဘက်မှာ ESIO driver ဆိုပြီးပေါ်နေတယ်အခုကကျွန်တော်က Yamaha ပေါ့နော် Yamaha ကိုရွေးထားတယ်ဒီမှာ input latency တွေ output latency တွေသွားတော့ millisecond နဲ့ပြနေတယ်အများစုကတော့ buffer size ကို2မျိုးမြင်နိုင်တယ်တစ်မျိုးကတော့32128စတဲ့ sample တွေနဲ့ပြတယ်နောက်တချို့ကကြတော့ဒီလို millisecond နေနဲ့ပြတယ်ဒီ buffer size ကိုချိန်ညှိခြင်းကျွန်တော် Yamaha stain pad ကိုကျွန်တော်လောတဲ့ Yamaha stain pad sound card ကိုသုံးထားလို့ ယမဟာစတိတ်ဘက်ကိုနှိပ်လိုက်မယ်ဒီမှာ control panel ရှိတယ် control panel ကိုနှိပ်လိုက်ကိုသုံးတဲ့စောင့်ကပ်ရဲ့ driver ပေါ်လာလိမ့်မယ်ဒီမှာဆိုရင်ကျွန်တော် buffer size ကို128 sample ရွေးထားတယ်သူက32ကနေပြီးတော့2048 sample အထိစိတ်ကြိုက်ချိန်လို့ရတယ်ကျွန်တော်ကတော့အများအဖြစ်128ထားလိမ့်ရှိတယ်ဒီ128ဆိုရင်အမှ latency တွေကိုအောက်မှာပြထားတယ်6.896 millisecond ပေါ့ အောက်ပို့လေတန်စီက7.896 millisecond ဒါမျိုးတကောင်းအောက်မီလီမီလီစကန့်နဲ့ပြရတယ်။အပေါ်ကစံပယ်နဲ့ပြရတယ်။တခြားဆောင်းကတ်တွေဆိုရင်လည်းဒီဆောင်းကတ်ရဲ့ interface တက်လာပါလိမ့်မယ်။ဒါကတော့ကျွန်တော်အတန် final quality ပေါ့နော်48 44.1 96 192စသပေါ့။အဓိကတော့ဒီ ASN ဆိုတဲ့အောက်မှာဒီစံပယ်တွေချိန်ညှိလို့ရမယ်။အများဖြစ်တော့စံပယ်နဲ့ပဲချိန်ကြပါလိမ့်။ audio interface ရဲ့ interface လေးပေါ့နော်ဒီရာလေးပုံမှန်မူတည်ပြီးတော့တစ်မျိုးနဲ့တစ်မျိုးမတူပါဘူးကျွန်တော်ကလောတဲ့ Yamaha ချိတ်ထားလို့ Yamaha နဲ့နမူနာပြတာဒါ Roland ဆိုရင်တစ်မျိုးပြမယ် Arturia လို့ပြောဆိုရင်ဒီမှာကျွန်တော်လောတဲ့မချိတ်ထားလို့ဒီကောင်ဆိုရင်လည်းသူ့ရဲ့ console ကဒီပုံစံလေးဒီလိုပြပါတယ်ဒီဒါမဖွင့်ထားလို့ပေါ့နော်ဖွင့်ထားရင်သူ့ရဲ့ box လေးပေါ်လာမယ်အဲ့ထဲမှာနေတခါလဲကျွန်တော် buffer site ကိုချိန်ညှိလို့ရပါတယ်ဒါအတန်ဖန်းအစောပဲအားလုံးမှာဒီ ဆောင်းကတ်ကိုဆက်တင်လုပ်တဲ့နေရာမှာသွားပြီးတော့ဒီ control panel နှိပ်ပြီးတော့ဒီဆောင်းကတ်ကိုယူ control panel ကိုနှိပ်ပြီးတော့ဆက်တင်ချိန်ရတဲ့ interface တွေကို ခေါ်လို့ရပါတယ်။အတန်ဖမ်းမယ်၊ guitar ဖမ်းမယ်၊အဆိုဖမ်းမယ်၊ MIDI keyboard တွေတီးမယ်ဆိုတဲ့ချိန်မှာ buffer ကို short ထားပြီးတော့ကျွန်တော် mixing device ဆွဲတဲ့ချိန်မှာ512တို့မဟုတ်1024အဲ့လိုမျိုးလေးမြင်ထားပေးရပါမယ်။ဒါကကျူ base မှာကြားတဲ့ပုံစံမှာဥမာကျွန်တော် FL ဖွင့်ကြည့်လိုက်မယ်။ FM မှာဆိုရင် option ရဲ့အောက်မှာ audio setting ဆိုတာရှိတယ် audio setting မှာသူကျွန်တော်တုံးတဲ့ sound card driver ကိုယူလိုက်တာနဲ့အောက်မှာ sample rate ပေါ်မယ်ဒီမှာ buffer length ဆိုပြီးပေါ်နေပါတယ်ဒီ buffer length ကိုနှိပ်ပြီးတော့ချိန်လို့ရပါတယ်ဘယ်လောက် millisecond မှာသူကတော့ millisecond နဲ့ပြပါတယ်ဒါကတော့ FM မှာ ဝင်ချိန်ရမယ် setting မှာတခြားတန်ဖန်း software တွေမှာလည်းဒီပုံစံမှာပဲ audio setting တွေကိုဝင်ပြီးတော့ချိန်ညှိလို့ရပါတယ် recording အခုမှစလုပ်တဲ့ဝါသနာရှင်တွေအများစုကြုံတွေ့ရတဲ့အတန်နောက်ကျခြင်းပြဿနာလေးကိုကျွန်တော်တိနာလေတော့ရှင်းပြပေးတာပါအားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်